နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလှိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれနိုဝင်ဘာလ26ရက်ဗုဒ္ဓဟူးနေ့ ဣဇရမဇာခန်းကြီး3အငယ်1အငယ်5မှ6အငယ်9မှ17တတမလာရောက်မှာမြို့ရွာအယယနိုင်နေသောဣသရေလအမျိုးသားလူအပေါင်းတို့သည်ယေရုရှလင်မြို့သို့တညီတညွတ်တီလာ၍စုဝေးကြ၏ကျမ်းစာလာသည့်အတိုင်းသခင်၏ပွဲကိုလည်းခံ၍တရားနှင့်အညီနေတိုင်းပြုတင်သောဝတ်ကိုပြုလျက်နေတိုင်းမိရှူရာရစ်တုကိုအရေအတွက်နှင့်ပူဇော်ကြ၏ ထိုနောက်မှာအမဲပူဇော်ရသောယက်လဇန်းနေ၌၎င်းသရဗျာဖို့တန့်ရှင်းစေသောဓမ္မပွဲနေ၌၎င်းပူဇော်ရသောယက်သရဗျာအားအလိုလိုပူဇော်တကားကို ဆောင်ခဲ့တော်သူအတိအတိအဖို့ပူဇော်ရသောယက်တို့ကို ပူဇော်လျက်နေကြ၏ဘိမှန်တော်တမ်းမြင့်ကို မချသေးတော်လဲတတမလတရက်နေ့မှစ၍ မိရှွေရာရစ်တို့ကိုသာရဖျားပူဇော်ကြ၏ထိုအခါယူဒာအမျိုးယောရှုနှင့် သူ၏သားညီများကန့်မြေလနှင့်သူ၏သားများလေဝိအမျိုးဟေနဒတ်သားများသူတို့သားနှင့်ညီများတို့သည်ဗိမာန်တော်ကိုတိဆောက်လှုပ်ဆောင်သောသူတို့ကိုနှိုးဆော်ခြင်းကထကြ၏လှုပ်ဆောင်သောသူတို့သည် ထာရဖျားဤဗိမ္မာန်တော် တိုက်မြစ်ကိုချသောအခါဣသရေလရှင်ဘုရင် ဒါဝိဒ်စီရင်သည့်အတိုင်းသာရဖျားဤဂုံတော်ကိုချီးမွမ်းစေခြင်းကတဘိုးကိုကင်သောယစ်ဘရဟိတ်များခွက်ကွင်းကင်သောလေဝိအမျိုးအာသက်သားများတို့ကိုခံထားကြ၏သာရဖျားသည်ကောင်းမြတ်တော်မူ၏ဣဒရီလအမျိုး၌ပြတော်မူသောဂိယူနာတော်အစဉ်အမြဲတည်ပါသည်ဟု၍ဂုံတော်ကိုချီးမွမ်းလျက်ဂျေဇုတော်ကိုဝန်ခံလျက်အတန်ပြန်၍

ကောင်းကြီးများကိုရည်တွက်ပါကျမငီစဉ်ကကောင်းကြီးရည်တွက်ကျူဓမ္မတီးကို နှိမ့်ချလာသည်ထိုသခြင်းကဒုက္ခဆင်းရဲခြင်းနှင့်စုံစမ်းခြင်းများခံစားရပြီးစိတ်ပြတ်ဝန်းနေနေသူများအားခံစားရကောင်းကြီးမင်္ဂလာများကိုတစ်ခုနောက်တစ်ခုရည်တွက်ချီးမွမ်းရန်ခွန်အားပေးထားသည်နေ့များစွာကြာပြီးနောက်ကျမ၏ခင်မွန်အယ်လန်သည် သူစိတ်တက်ကြသည့်အချိန်တိုင်းလိုလိုတွင် ထိုသချင်းကိုဆိုပြရင်ကျမကိုပြောသည်သူနှင့်သူ၏ကောင်းကြီးများကို ပြန်လည်ရည်တွက်ရန်ကူညီပေးနိုင်ခဲ့သည်ထိုသောပြုခြင်းကသူ၏ရုန်းကန်မှုများတန်တရာများမှအာယုံလွှဲစေပြီးဖျားသခင်ထံပြန်လည်အာယုံပြု၍ကျေးဇူးတော်ချီးမွမ်းရအကြောင်းဖြစ်စေခဲ့သည်ဣသရမက်ဆာ၌ဖျားသခင်၏လူများသည်ကိုရော်၏တကိုးတော်နှင့်မဆာထောက်ပံ့ခြင်းအပြင် ကြီးစွာသောဆင်းရဲဒုက္ခများကိုရင်ဆိုင်ခဲ့ကြောင်းဖော်ပြထားသည် ဗာဗုလုန်၌နှစ်ပေါင်းများစွာကျုံပြုတ်ခံရပြီးနောက်ဣသရေလလူမျိုးများအားဣသရေလပြည်သို့ပြန်၍ဗိမ္မာန်တော်ပြန်လည်တည်ဆောက်ရန်ကုရုမင်းခွင့်ပြုခဲ့သည်။အမိမြေသို့လူနေငယ်များသာ ပြန်ခဲ့ကြပြီးသူတို့ဝန်းကျင်ဘက်လေရှိ လူတို့ကိုကြောက်တော်လဲသူတို့ပြုရမည်အမှုကကြီးမားတော်လဲရစ်ပလင်ကိုပြန်လည်တည်ဆောက်ကဗိမ္မာန်တော်အုံမြစ်ကိုချခဲ့သည်။ထိုနောက်ထာဝရဖျားသည့်ကောင်းမြတ်တော်မူ၏ ဤသွေလအမျိုး၌ပြတော်မူသောဂယုဏတော်အစဉ်အမြဲတည်ပါသည်ဟု၍လူအပေါင်းတို့သည်ကျေးဇူးတော်ကိုဝန်ခံလျက်တခြင်းဆိုကြ၏။တင်သည်စိတ်တကြလျက်နှုတ်ဖြင့်မဖော်ပြနိုင်သောအတားအဆီးများကိုရင်ဆိုင်နေရပါက အတွေးများကိုကိုရောထံသို့ပြန်လှည့်ပါ။ကောင်းကြီးရည်တွက်တစ်ခုနောက်တစ်ခုပြုတော်မူသောကျေးဇူးတော်အံ့ဩလိမ့်မည်။သူကိုချက်တော်သူတို့အတွက်ထို့သို့ဆက်လက်၍ကိုရောကျေးဇူးပြုတော်မူလိမ့်မည်။ က်ခဲသောအချိန်တိုင်းကောင်းကြီးများကိုရည်တွက်ခြင်းကတင့်အားမြည်သို့ထောက်မှသည်နိမြည်သည့်အရာများအတွက်တင်ကျေးဇူးတင်သည်နိရှင်းစွာသောဘုရားသခင်ကိုရောသည်မြည်သူဖြစ်ကြောင်းနှင့်ကိုရောပြုမှုသောအမှုခတ်သိမ့်အတွက်ကျေးဇူးတင်ရချီးမွမ်းနိုင်ရန်ကျေးဇူးပြု၏ကျွန်ုပ်အားမဆောက်တော်မူပါသခင်ယေရှုနာမကို အမိပြု၏ဆုတောင်းပါ၏အာမင် နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။